မိတ်ဆွေတို့အနေနဲ့မြားဘက်ကြီးကောင်းကင်ကိုမောကြည့်မိတာမျိုးဖြစ်ဘူးပါသလားနောက်ပြီးအဲ့လိုမောကြည့်တဲ့အခါမြင်ရတဲ့ကျယ်တွေငကားငွေတန်းတွေကျယ်တရာတွေကိုကြည်ရင်းနဲ့အခုကျွန်တော်မေးကြည့်သွားမယ်မိကုန်းတွေကိုရောတွေးမိဘူးပါသလားဗာမိကုန်းတွေလဲဆိုရင်တော့ဒီစကြဝဠာကြီးထဲမှာငါတို့ပဲရှိရလားတခြားဂျိုတွေမှာရောတက်ရှိတွေမရှိနိုင်ဘူးလားငါတို့ကဘာဂျိုလိုဂျိုကြီးတွေရောထက်ရှိနေနိုင်မလားတကယ်လို့ရှိနေတယ်ဆိုရင်ရောသူတို့ကဘာလို့ငါတို့ကိုမဆက်သွယ်ရလဲ ။နောက်ပြီးငါတို့ကရောဘာလို့အခုချိန်ထိမဆက်သွယ်နိုင်သေးရလဲ။တကယ်တမ်းတွေးကြည့်ရရင်ကျွန်တော်လူသားတွေဟာလက်ရှိဒီကမ္ဘာမြေကြီးရဲ့အကြောင်းကိုတောင်ရေလည်ပတ်စီတိကျသေးတာမဟုတ်ဘူးဗျ။ကျွန်တော်လူသားတွေဟာပင်လယ်ထဲကတက်ရှိအကုန်လုံးကိုလည်းမမြင်ဘူးသလိုပင်လယ်ကြီးရဲ့အနက်ဆိုင်သောအောက်ခြေကျမ်းပင်ကိုလည်းမရောက်ဘူးကြာသေးဘူး။နောက်ပြီးကုန်းပေါ်မှာဆိုရင်လည်းမျိုးစိတ်အစ်တွေကထပ်မံတွေ့ရှိနေသေးပဲ။ဆိုတော့ ဒီလိုမျိုးလူသားတွေကတယောက်အနေနဲ့ဒီဗီဒီယိုမှာကျွန်တော်သိချင်နေတဲ့မိကုန်းတွေကိုမေးပြီးတော့ကျွန်တော်တည်ထားတဲ့ကျွန်တော်ရှာပွေထားတဲ့အချက်လက်တွေကိုဝေမျှပေးသွားမယ်ကျွန်တော်တို့ကအထူးကျန်နေဖရားတွေလားဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်ပေးမယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့တော့ကျွန်တော်တိုက်တွန်းချင်တယ်ဆိုတော့ကျွန်တော်မေးထားတဲ့ခေါင်းစဉ်အတိုင်းကျွန်တော်တို့ဟာတကယ်ပဲအထူးကျန်တက်ရှိတွေလားဆိုတာနဲ့ပတ်သက်လို့အတူတူလေးလာသွားကြရအောင်ပါဗျမိတ်ဆွေတို့အနေနဲ့ဒီကိုနေထိုင်ရကဘာကြီးရဲ့အကြောင်းကိုဘယ်လောက်ထိတည်ပြီးပြီလို့ထင်တယ်လဲ ဥမာဒီကဘာကြီးထဲမှာရှိတဲ့ပင်လယ်သမုဒ္ဒရာကြီးတွေရဲ့နှက်ဆိုင်မှုကိုရောမင်းစ်ဘလောက်ထိနားလည်ပြီလဲအမှန်တမ်းပြောရရင်ဒီကဘာမြေကြီးရဲ့မျက်နှာပြင်တစ်ခုထဲမှာတော့ကျွန်တော်တို့မစူးစမ်းရသေးတဲ့အရာတွေအများကြီးရှိနေသေးတယ်ကျွန်တော်နားမလည်နိုင်သေးတဲ့အရာတွေအများကြီးရှိနေပါသေးတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုကနေကျွန်တော်တို့ဟာကိုနေတိုင်းကဘာမြေကြီးကိုခဏမေးထားပြီးတော့စကြာရာကြီးစီကိုခဏခြေစမ်းကြမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုလုတ်ပြရတဲ့အကြောင်းရင်းကမေကွန်းလေးတစ်ခုကနေအခြေခံတော့ဗျဘာမေကွန်းလဲဆိုတော့ငါတို့ဟာ တယောက်ထင်းချင်းလားဒီစကြဝဠာကြီးရဲ့မှာငါတို့ဟာအထီးကျန်တက်ရှိရလားတက်ရှိဆိုတဲ့အရာကဒီကဘာအမြင့်ကြီးပေါ်မှာပဲတည်ရှိရလားတနည်းအားဖြင့်ကျွန်တော်တို့ဟာအထီးကျန်နတ်ဘုရားတွေဖြစ်နေမလားဆိုရင်မိကုန်းကနေဣဗရီယိုကိုလှုပ်ပြဖို့ကျွန်တော်အားဖြစ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရှင်းမှာမေးခဲ့တဲ့မေးခွန်းတွေကိုနားလည်ဖို့အတွက်ဆိုရင်အခြေခံနက္ခတ္တဗေဒကနေစတင်ကြည့်ရှုမှာပဲရပါလိမ့်မယ် ။ဒါကြောင့်ပထမဦးဆုံးအနေနဲ့ဒီဒီသားသင်းရဲ့အခြေခံနက္ခတ္တဗေဒလေးတွေကိုကျွန်တော်မျှဝေပြီးသွားပါမယ်။မိတ်ဆွေတို့အနေနဲ့ညာဘက်ကောင်းကင်ကြီးကိုမောကြည့်ဘူးသလား။အဲ့လိုမောကြည့်ဘူးရယ်ဆိုရင်ဒီမရေတွက်နိုင်တဲ့ကျဲတွေအများအပြားမရေတွက်နိုင်တဲ့အဆက်ပြောက်သေးတဲ့အများကြီးဒီကောင်းငင်ကြီးပေါ်မှာရှိရယ်ဆိုတာကိုကျွန်တော်တို့လက်ခံရမှာပဲဒါကငင်းလို့လည်းမရတဲ့အချက်ကိုနောက်ပြီးဒီကျွန်တော်နေထိုင်ရကဘာကျူက solar system လို့ခေါ်တဲ့နေအဖွဲ့စည်းရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်တယ်ဗျနောက်ပြီးဒီ solar system ရဲ့အလဲဘိုဟိုမှာရှိတဲ့နေဟာ ကျွန်တော်အသက်ရှိရနေထိုင်ဖို့ကျွန်တော်အသက်ရှိရရှင်သန်နိုင်ဖို့အတွက်လိုအပ်တဲ့စွမ်းအင်အမြင့်တွေကိုပံ့ပိုးပေးနေတာဖြစ်တယ်။နောက်ပြီးဒီနေကိုဗဟုပြုပြီးတော့ပဲကဘာပါဝင်ဂျိုးရှစ်လုံးကြီးကကျွန်တော်လဲပက်နေကြတာပေါ့။နောက်ပြီးဒီနေအဖွဲ့စည်းဟာလည်းပဲဒီကျွန်တော်တို့ Mickey Way Galaxy လို့ခေါ်တဲ့ငကားငွေတန်း Galaxy ကြီးရဲ့အစိတ်အပိုင်းလေးတစ်ခုတသာပဲဖြစ်နေပြန်တယ်။ဆိုတော့စဉ်းစားကြည့်ပေါ့။ကျွန်တော်ညာဘက်ကောင်းငင်ကိုမောကြီးရဲ့ Jerry တစ်လုံးစီတိုင်းမှာလဲသူ့ရဲ့ဂျိုးပလန်သူ့ရဲ့ကိုပိုင်နေပေါ့နော်။အဲ့လိုအရာမျိုးတွေရှိနေနိုင်တယ် ဒီချက်ပို့ပြီးအံ့ဩစရာကောင်းတာကဒီဆက်ကြော်ရာကြီးတစ်ခုလုံးမှာကျွန်တော်ရှေ့ကပြောခဲ့တဲ့ Milky Way Galaxy လို့ Galaxy ပေါင်းက billion နဲ့ကြည်ပြီးရရှိရဆိုတာပဲဆိုတော့မေကွန်းတစ်ခုထပ်ထွက်လာပြန်တယ်ဒီလောက်ကြဲပြောလာတဲ့အစုံအစားမဲ့လို့ခေါ်တဲ့ဆက်ကြော်ရာကြီးထဲမှာကျွန်တော်ကဘာမြေတစ်ခုထဲမှာပဲတက်ရှိရရှိနေနိုင်တာလားတကယ်လို့ရှိနေနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့အခုချိန်ထိဘာလို့မတွေ့သေးတာလဲနောက်ပြီးဒီမတွေ့ဘူးဆိုတာကမရေတွက်နိုင်တဲ့ကြယ်တွေမရေတွက်နိုင်တဲ့ဂျိုးတွေရှိနေတဲ့အခါတခြားနေရာတွေမှာ တက်ရှိရရှင်သန်နိုင်ခြင်းမရှိသလား အဲ့ဒီကနေပဲနောက်ဆုံးကျွန်တော်မေးပြခဲ့ပြန်မိကုန်ဖြစ်တဲ့ဒီဆက်ကြောင့်ရာကြီးထဲမှာတက်ရှိဆိုတာကျွန်တော်တို့ပဲဖြစ်နေမလားဆိုတော့ concept ပေါ်လာပါတော့တယ်ဆိုတော့ဆက်ပြီးကျွန်တော်ဘာမှမပြောခင်တက်ရှိရရှင်သန်မှုအတွက်လိုအပ်တဲ့အရာလေးတွေကိုဒီလိုပြန်ပြီးပြောပြပေးမယ်တက်ရှိရရှင်သန်မှုအတွက်အဓိကလိုအပ်တဲ့အရာတွေရှိရဲ့နောက်ပြီးဒီအခုပြောမယ့်အရာတွေကတော့ပေါ့နော်ဒီကဘာမျိုးမှာရှိရတက်ရှိရရှင်သန်မှုအတွက်လိုအပ်တဲ့အရာတွေပေါ့ဘာလို့လိုအပ်လဲဆိုတာရပထမဆုံးအဖြေကတော့ရေပဲဗျ ရေဟာဒီတက်ရှိတွေရဲ့ဇီဝဓာတ်ပြုမှုတွေအတွက်မရှိမဖြစ်လိုအပ်ပြီးတော့အာဟာရဓာတ်တွေကိုပို့ဆောင်ပေးနိုင်တဲ့စွမ်းရည်ရှိတယ်။နောက်ပြီးတော့ဒီရေအပြင်တင့်တော်တဲ့အပူချိန်လေးလွန်နေပြန်တယ်။ပြောချင်တာကတော့အယမ်းပူတာမျိုးအမမအရင်အေးနေတာမျိုးမဟုတ်ဖင်းနဲ့ရေကအရင်အဖြစ်တည်ရှိနေနိုင်မဲ့တင်းတင်းလျောက်ပတ်တဲ့အပူချိန်ဇုံလေးတစ်ခုကိုလိုအပ်တယ်။အဲလိုဇုံကိုရောဒီ Happy Davis ဇုံလို့ခေါ်တယ်။ဒါပြီးဒီကျွန်တော်တို့နေလို့ကြက်တလုံးရဲ့ပတ်လည်မှာ Happy Davis ဇုံလို့အရာမျိုးတစ်ခုတည်ရှိတဲ့ဂျိုးတစ်ခုရှင် အဲ့ဒီဂျုံမှာကျွန်တော်တို့ကဲ့သို့သောတက်ရှိရှင်သန်နိုင်မှုအလားအလာအများကြီးရှိတယ်။ဒါပြီးဒီသိပ္ပံပညာရှင်တွေရဲ့တွေးကြည့်ချက်အရာတော့ဒီကျွန်တော်တို့ရဲ့ Milky Way Galaxy ကြီးထဲမှာတော့ Habitable Zone လို့အရာမျိုးတွေရှိနိုင်တဲ့ဂျိုက7 billion လောက်ထိရှိရလို့လေ့လာတွေ့ရှိချက်တွေအရဖော်ပြထားတယ်။ ဆိုတော့ဒီလေးလာတွေ့စီ channel ရှင်ကြည့်မယ်ဆိုရင်လေဒီစကြောရာကြီးထဲမှာတက်ရှိရခေတန်နိုင်ကြီးကအရန်ကိုအလားလာရှိနေပါတယ်ဆိုတော့နောက်ထပ်တစ်ချက်အနေနဲ့အရေးကြီးတာကစွမ်းရင်အရင်မြေပြများသောအားဖြင့်ကတော့ဒီနေအောင်ကြီးလိုအလင်းစွမ်းရင်ဖြစ်နိုင်တယ်လို့ကဘာသမုဒ္ဒရာအောက်ခြေကမီးတောင်အပေါက်တွေလိုဓာတုစွမ်းရင်မျိုးတွေလည်းဖြစ်နိုင်တယ်ဒါအပြင်ဒီကာဗွန်ဟိုက်ဒရိုဂျင် အောက်ဆီဂျင်နိုက်ထရိုဂျင် စတဲ့တက်ရှိဖွဲ့စည်းရမှာအရေးပါတဲ့ဒက်စင်တွေလည်းလိုအပ်ပါတယ်ဒီနေရာမှာစကားမဆက်ပြောချင်တာတစ်ခုကကျွန်တော်တို့ကဘာပေါ်ကဒက်ရှိတွေဟာကာဝန်ခြေခံဒက်ရှိတွေဖြစ်ပြီးတော့ဒီဒက်စင်တွေကစင်းနဲ့တခြားဖွဲ့စည်းပုံတွေကိုတိဆောက်ရမှာမရှိမဖြစ်အရေးကြီးတဲ့အခန်းကဏ္ဍကနေလိုအပ်ပါတယ်အကြောင်းဒီအချင်းချင်းလိုက်ရမယ်ဆိုရင်တော့ဒီလိုလိုအပ်ချက်တွေနဲ့ပြည်စုံတဲ့ဂျိုဒီလုံးကိုရှာဖွေတွေးရှိမယ်ဆိုရင် အဲ့ဒီနေရာမှာကျွန်တော်တို့ကဲ့သို့သောကျွန်တော်တို့ထက်ပုံမှုဖွင့်ပြိုးသောတက်ရှိတွေရှင်သန်နေနိုင်ခြင်းအရန်များတယ်ဆိုတာပါပဲနောက်ထပ်မေကွန်တစ်ခုကတော့ကျွန်တော်တို့ကဘာကြီးနဲ့အနည်းဆုံးမှရှိရဲ့ဂျိုးတွေမှာတက်ရှိရှိမရှိတက်ရှိတွေရှင်သန်နေမနေဒီမေကွန်ထွက်လာတယ်ပေါ့ဒီမေကွန်မေးစရာရှိလာတယ်ပေါ့ အဓိကမေးခွန်းနဲ့မေးခွန်းကတော့ကျွန်တော်တို့နေအဖွဲ့စီ solar system ထဲမှာရောတက်ရှိတွေရှိနေနိုင်တဲ့ကြိုရှိသလားအဓိကမေးခွန်းနဲ့မေးခွန်းကတော့ solar system လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့နေအဖွဲ့စီထဲမှာရောတက်ရှိရှင်သန်နေတဲ့ကြိုရှိသလားဆိုတဲ့အချက်ပဲဒီမေးခွန်းနဲ့ပတ်သက်လို့လည်းအသိပညာရှင်တွေကကျွန်တော်တို့နဲ့အနီးဆုံးမှာရှိတဲ့ကြိုကြီးတွေထဲမှာတက်ရှိတွေရှိနေနိုင်မနိုင်ဆိုတာကိုလေ့လာနေကြဆဲပဲတင်ရှားဆုံးအနေနဲ့ကတော့ဒီမားလို့ခေါ်တဲ့အင်္ဂါကြိုပေါ့နော်ဒီအင်္ဂါကြိုဟာလွန်ခဲ့တဲ့နှစ်သမောများစွာက ရေရုတွေနဲ့ပြည့်နေနေခဲ့ဘူးလေဆိုတဲ့အထောက်အထားတွေအများကြီးတွေ့ရှိထားတယ်။ရှင်းအောင်မြေချောင်းတွေရေကန်တွေအကျဉ်းချန်တွေကိုမာရိုဗာယင်တွေကနေတစင်တွေ့ခဲ့ကြရတယ်။နောက်ပြီးအခုချိန်မှာလည်းဒီအင်ဂါဂျိုရဲ့ဝင်ရိုးစွန်းတွေမှာရေခဲပုံစံရေတွေရှိနေပြီးတော့မြောက်ရေစေးချောင်းတွေရှိနေနိုင်တယ်လို့လည်းယုံကြည်ထားကြတယ်။နောက်ပြီးဒီမကြသေးခင်တုန်းကဆီလိုထားတဲ့ Fossil Varan နဲ့ Curiosity Rover ယင်တွေဟာ ဒီရှေးခေတ်သက်ရှိတွေရဲ့တဲလွန်စားတွေကိုအနီးကပ်ရှာဖွေနေစေပဲ။နောက်ပြီးဒီဂျူပီတာဂျိုရဲ့ဂျိုယန်လာရူရိုဘာနဲ့စနေဂျိုရဲ့ဂျိုယန်လာအင်ဆယ်လက်တက်တို့ရဲ့ရေမျက်နှာပြင်တွေဟာလည်းရေခဲပြင်တွေနဲ့ဖုံးအုပ်ထားပြန်ပါတယ်။ဒါကြောင့်မဲတိပင်ပညာရှင်တွေဟာဒီရေခဲပြင်အောက်မှာရေသမုဒ္ဒရာအကြီးကြီးရှိနေနိုင်တယ်လို့ယုံကြည်နေကြတာပဲဖြစ်တယ်။ဒီကားတစ်စင်းဒီလိုသမုဒ္ဒရာတွေဟာကမ္ဘာသမုဒ္ဒရာလိုပဲရေပူစမ်းတွေဓာတုဓာတ်ပေါင်းအနေနဲ့ကျော်ဝနေနိုင်ပြီးတော့ တက်ရှိရရှင်တဲ့နိုင်ကြီးအလားလာရှိနေတယ်လို့လည်းယုံကြည်ထားကြပြန်တယ်။ဒါကြောင့်မဲဒီ NASA ရဲ့ Eurover Clipperlo Mission တွေဟာဒီဂျူရန်လာတွေကိုအနီးကပ်လေ့လာဖို့စီစဉ်နေကြတာပဲဖြစ်တယ်။နောက်ပြီးဒီ Saturn လို့ခေါ်တဲ့စနေဂျူရဲ့နောက်ထပ်ဂျူရန်လာတစ်ခုဖြစ်တဲ့ Titan မှာလည်းထူတဲ့လေတုနဲ့ဒီမီသိန်းရေကန်တွေမြစ်တွေသမုဒ္ဒရာတွေရှိနေတာကိုတွေ့ရတယ်။နောက်ပြီးဒီ Titan ရဲ့အခြေအနေတွေဟာကမ္ဘာနဲ့အတော်လေးကွာခြားရည်ဆိုတာမှန်ပေမဲ့ဒီမီသိန်းကိုအခြေခံတဲ့တက်ရှိတွေရှိနေနိုင်မလားဆိုတဲ့အချက်ကလည်း ခုချိန်ဒီမေကွန်းအနေနဲ့ရှိနေသေးပဲဆိုတော့ဒီဆက်လက်ပြီးတော့ solar system ရဲ့အပြင်ဘက်မှာရှိရသည့်ဂျိုးတွေရှာဖွေတွေ့ရှိမှုအကြောင်းတွေကိုတွားကြတာပေါ့ကျွန်တော်ရဲ့နေအဖွဲ့စီအပြင်ဘက်မှာလည်းဂျိုးပေါင်းထောင်ပေါင်းများစွာကိုရှာဖွေတွေ့ရှိထားပြီးပါပြီဒါတွေကတော့ဒီ exo planet မြန်မာလိုဆိုရင်တော့နေအဖွဲ့စီပြင်ပကဂျိုးတွေလို့ခေါ်ပါတယ်ဒီ exo planet တွေကိုဒီ kepler လို့ telescope တွေနဲ့ရှာဖွေခဲ့ကြပြီးတော့ အခုဆိုရင်9000ကျော်တိရှာွေတွေးရှိထားပြီးပါပြီ။နောက်ပြီးဒီသေးကတချို့ဂျူတွေဟာကျွန်တော်ရှေ့မှာပြောခဲ့တဲ့ Happy Devil Zone လို့ခေါ်တဲ့အသက်ရှင်နိုင်ရေဆုံးတွေရှိနေကြပါရဲ့။ဆိုလိုချင်တာကတော့အဲ့ဒီဂျူတွေမှာ ရေရှိနိုင်တဲ့အပူချိန်ရှိတယ်ဆိုတာပါပဲ။ဥမာ Infinity Tropic 1လို့ပေါ့။ဒီ Tropic 1 Solar System ဟာဆိုရင်အရန်ကိုစိတ်ဝင်စားစရာကောင်းတယ်ဗျ။ ဘာလို့လဲဆိုတော့အဲ့ဒီ traffic wire solar system မှာကြည်တေးသေးလေးတလုံးပတ်လည်မှာလဲပတ်နေတဲ့ကဘာနဲ့အရွယ်စားနှီးစက်တဲ့ဂျိုးခုနှလုံးတည်ရှိနေလို့ပဲနောက်ပြီးတော့အဲ့ဒီဂျိုးခုနှလုံးတွေကတချို့ဟာ habitable zone ထဲမှာတည်ရှိနေပြီးတော့ရစီနိုင်ခြင်းမြင်မာတယ်လို့လည်းယူဆကြပါတယ်ဒါအပြင်ကျွန်တော်တို့နဲ့အနီးဆုံးကျေပြတဲ့ Foxima Century ရဲ့ပတ်လည်မှာလည်း Proxima Centauri V လို့ခေါ်တဲ့ဂျိုတလုံးကိုတွေးရှိထားပြီးသူကလည်း Habitable Zone ထဲမှာတည်ရှိနေပါတယ် ။ဒါကြောင့်မဲဒီ James Webb Space Telescope လို့ခင်မီရဲ့ telescope တွေကဒီ Age of Planet တွေရဲ့လေထုထဲမှာအောက်ဆီဂျင်၊မီသိန်း၊ကာဗွန်ဒိုင်အောက်ဆိုက်လိုဓာတ်ငွေ့တွေရှိမရှိကိုစတင်လေ့လာနေကြပါပြီ။ဘာကြောင့်လဲဆိုတော့ဒီလိုဓာတ်ငွေ့တွေဟာတက်ရှိတွေရဲ့တဲလွန်စားတွေဖြစ်နိုင်တာကြောင့်တက်ရှိရှာဖွေရေးအတွက်အလွန်အရေးပါနေလို့ပါပဲ။ Okay ဟုတ်ပြီ။ဒါဆိုရင်တက်ရှိတွေရှင်းတဲ့နိုင်ခြင်းရှိတဲ့ဂျူကြီးတွေတက်ရှိတွေရှင်းတဲ့နိုင်ခြင်းရှိတဲ့ system တွေအများကြီးကိုကျွန်တော်တို့ရှာဖွေတွေ့ရှိခဲ့ပြီ။အလားအလာတွေလည်းရှိနေပြီပေါ့။ ဒါပေမဲ့ဒီ Farami Paradox လို့ခေါ်တဲ့ Fabi Bahini ကြီးကအခုဒီဘာလို့မဆုံးနိုင်သေးတာလဲဒီလောက်များပြားလာတဲ့ကြယ်ရင်းနဲ့ဂျူတွေရှိနေရင်ကျွန်တော်တို့ဟာဘာလို့တခြားအသက်ရှိတွေနဲ့အခုချိန်ထိ communicate မလုပ်နိုင်သေးရလဲဘာလို့အခုချိန်ထိကျွန်တော်တို့ဟာမဆက်သွယ်နိုင်သေးရလဲ ဒါကိုပဲဒီ Fermi Paradox လို့ခေါ်တာဖြစ်ပါတယ်။ညီမလို့ဆိုရင်တော့ Fermi ဘာဟီနီပေါ့။ဒီအရာကိုဘာလို့ Fermi Paradox လို့ခေါ်ရလဲဆိုရင်တော့ဒီမိကုံးကိုနာမည်ကျော်ယူဘောပေရပညာရှင် Enrico Fermi က1950ပြည့်နှစ်တွေတုန်းကမေးခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီဒီမေးခွန်းအတွက်ဖြစ်နိုင်ခြေတွေကလည်းအများကြီးကိုရှင်းနေပါတယ်။ဥပမာဒီ Drake equation တို့ Zoo hypothesis တို့လိုအရာမျိုးတွေပေါ့ အဝိဒီဖော်မီဘီနီကိုဖြည့်ရှင်းမှုကြိုးစားရမှာအသုံးဝင်တဲ့အယူအဆတစ်ခုကတော့ဒီ Drake equation ပဲဗျ။ဒီ equation ဟာငကရဗိဒပညာရှင် Frederick က1962ခုနှစ်မှာတည်ထွင်ခဲ့တဲ့ equation တစ်ခုပဲဖြစ်ပါတယ်။အဲကြောင့်လဲ Drake equation လို့ခေါ်တာပေါ့နော်။ဒီ equation ကကျွန်တော်ငကောင်းွေတန်ဂလက်စီထဲမှာဆက်သွင်းနိုင်တဲ့ဂျိုးပြင်ပယဉ်ကျေးမှုဘယ်နှခုထိရှိနေနိုင်မလဲဆိုတာကိုခန့်မှန်းဖို့ကြိုးစားတဲ့ equation တစ်ခုပဲဖြစ်ပါတယ်။ဥပမာဒီကျဲပေါင်းဘယ်လောက်ရှိသလဲ။အဲ့ဒီကျဲတွေမှာဂျိုးဘယ်နှလုံးရှိသလဲ။တက်ရှိရှင်သန်နိုင်တဲ့ဂျိုးကရောဘယ်နှလုံးရှိနေသလဲ အဲ့ဒီဂျိုတွေမှာတက်ရှိတွေပေါ်ပေါက်လာနိုင်ခြေကတော့ဘယ်လောက်ရှိသလဲအဲ့ဒီတက်ရှိတွေကရောညာရင်ထမ်းမြက်တဲ့ရင်ကျေးမှုအထိတိုးတက်နိုင်ခြေဘယ်လောက်ရှိသလဲအဲ့ဒီရင်ကျေးမှုတွေကရောစက်သွေးရင်းနည်းပညာကိုတည်ထွင်နိုင်ခြေဘယ်လောက်ရှိသလဲစားရဲ့အချက်တွေကိုမြှောက်ပြီးတော့ခံမဲတဲ့ equation တစ်ခုပဲဖြစ်ပါဒီ equation ဟာပကတိတိကျတဲ့အဖြေကိုမပေးနိုင်ပေမဲ့လည်းကျွန်တော်တို့စက်ကြောရာတွေကသက်ရှိရဲ့ဖြစ်နိုင်ခြေကိုစနစ်တကျစဉ်းစားဖို့တော့လမ်းညွှန်ချက်ပေးနိုင်နေပြ။ဒါကြောင့်လည်းဒီ rate equation ကနာမည်ကျော် equation တစ်ခုဖြစ်နေတာပေါ့။ Fermi equation ဤအတွက်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အဖြေတစ်ခုကတော့ zoo hypothyroidism လို့ခေါ်ရပြမြန်မာလိုဆိုရင်တော့တိရစ္ဆာန်ယုံအယူအဆတစ်ခုပေါ့ဒီယူဆကတော့အစင်းမြင့်ဂျိုပြမယဉ်ကျေးမှုတွေဟာကျွန်တော်တို့သိရှိထားပြီးသားဖြစ်ပေမဲ့ကျွန်တော်နဲ့တိုင်ရဆက်သွယ်ခြင်းမပြုသေးဘူးလို့ဆိုရင်သူတို့ဟာကျွန်တော်တို့ကိုတဘာဝအတိုင်းတိုးတဲ့ပြောင်းလဲမှုကိုလေးလာနေတဲ့တလေးဆန်ယုံတစ်ခုဒါမှမဟုတ်တဘာဝဘေးမဲ့တော်တစ်ခုလို့သဘောထားပြီးတော့စောင့်ကြည့်နေတာဖြစ်နိုင်နေဆိုတဲ့အရာမျိုးပေါ့ သူတို့ရဲ့ရည်ရွယ်ချက်ဟာကျွန်တော်တို့ရဲ့ကိုပိုင်တိုးတက်မှုကိုအနောက်ရှက်မပေးဖို့ဒါမှမဟုတ်ကျွန်တော်တို့ဟာသူတို့နဲ့ဆက်သွယ်နိုင်ဖို့လုံလောက်တဲ့အဆင့်နဲ့မရောက်သေးလို့ဖြစ်နိုင်တယ်။စကားမဆက်ကျွန်တော်အခုပြောခဲ့တဲ့ Zoo Hypothesis လို့ခေါ်တဲ့ concept နဲ့ cousin sin စကားတစ်ခုရိုက်ထားတာရှိရဲ။အဲဒီစကားနာမည်ကတော့ Three Body Problem လို့ခေါ်ရဲပေါ့နော်။အဲဒီစကားဟာဆိုရင်လေကျွန်တော်တို့ကိုစောင့်ကြည့်နေတဲ့အရာမျိုးပေါ့။ဒီလိုအရာမျိုးကိုဒီ Zoo Hypothesis ကဆိုလိုချင်တာဖြစ်ပါတယ်။နောက်ထပ်ဖြစ်နိုင်ရည်တစ်ခုကတော့ဒီ communication မားနေခြင်းပေါ့နော်။ဆက်သွယ်ရည်နီလန်မားနေခြင်းဆိုတဲ့အချက်ပဲဗျ။ ကျွန်တော်တို့ဟာဒီဂျိုပြင်းမသက်ရှိတွေကိုရှာဖွေဖို့ရေဒီယိုလိုင်းပုံစံမျိုးတွေဆက်သွယ်နေပေမဲ့အခြားယဉ်ကျေးမှုတွေဟာကျွန်တော်တို့နဲ့မတူညီတဲ့နည်းလမ်းတွေဒါမှမဟုတ်လိုင်းနှုန်းတွေနဲ့ဆက်သွယ်နေရမျိုးဖြစ်နိုင်တယ်။ဥပမာအဖြစ်တို့ဟာစိတ်နဲ့ဆက်သွယ်ကြတာ၊ quantum နည်းပညာနဲ့ဆက်သွယ်ကြတာမျိုးဒါမှမဟုတ်မြေဆွဲအောင်လိုင်းတွေကိုလုံးဝမတူညီတဲ့နည်းလမ်းတွေနဲ့ဆက်သွယ်နေရမျိုးဖြစ်နိုင်တယ်။ပြောချင်တာကတော့ကျွန်တော်တို့ဆက်သွယ်ဖို့အသုံးပြုတဲ့နည်းပညာနဲ့ တို့ဆက်သွယ်ဖို့အသုံးပြုတဲ့နည်းပညာဟာမတူညီတဲ့အခါမှာဘလို့မှစုံစည်းဖို့မဖြစ်နိုင်ဘူးဆိုတဲ့အချက်ပဲဒီအချက်ကလည်းတော်တော်လေးဖြစ်နိုင်ရည်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကဘာပေါ်ကတက်ရှိတွေရဲ့ဖွံ့ဖြိုးပုံနဲ့အခြားနေရာတွေမှာတက်ရှိတွေရှိနေကြတယ်ဆိုရင်အဲ့ဒီတက်ရှိတွေရဲ့ဖွံ့ဖြိုးမှုအဲ့ဒီတက်ရှိတွေရဲ့ဖွံ့ဖြိုးပုံနည်းလမ်းနေနဲ့လုံးလုံးတူညီမှာမဟုတ်ဘူး။အဲဒါကြောင့် ဒီကွန်ဆာလေးကလည်းတော်တော်ဖြစ်နိုင်တဲ့အယူအဆလေးတစ်ခုဖြစ်တယ်။ Okay ဆိုတော့ဆက်လက်ပြီးတော့ဗုဒ္ဓဘာသာရဲ့သုံးသပ်တဲ့ပုံအမြင်လေးစီကိုတွားကြပါမယ်။ဒီသိပ္ပံပညာရဲ့ရှာဖွေတွေးရှိမှုတွေအပြင်ကျွန်တော်တို့ရဲ့ဘာသာရေးဒီဒသနိကဗေဒအမြင်တွေမှာလည်းစကြဝဠာနဲ့တက်ရှိရဲ့အကြောင်းကိုအမျိုးမျိုးအဖုံဖုံဖော်ပြထားတာတွေရှိပါတယ်။ဒီဗုဒ္ဓဘာသာမှာဆိုရင်လည်းတက်ရှိရဲ့ရှင်သန်ကျဆားရသုံးသပ်တဲ့ပုံအကြောင်းကိုဖော်ပြထားတာကိုတွေ့ရပါတယ်။ဒီသုံးသပ်တဲ့ပုံကဘာတွေလဲဆိုရင်တော့အပေလေးပုံဆိုတဲ့ဒီငရေတရိစံပိတ်တာအတူရကင်နဲ့ဒီလူပုံ၊နတ်ပြည်၆ပုံတို့အပြင် ယူပပုံ16ပုံအာယူပပုံ4ပုံလို့ပိုင်းခြားထားတဲ့ဂျမပုံ20တို့ကိုဆိုလိုတာပါဒီပုံတွေထဲမှာကျွန်တော်နေထိုင်တဲ့လူပုံအပြင်တခြားပုံတွေမှာလည်း net တွေပြမာတွေငရဲသားတွေပိတ်တာတွေစတဲ့တက်ရှိအမျိုးမျိုးရှိနေရလို့ဖော်ပြထားတယ် ဒီလိုပြောတော့မေးစရာတခုတစ်ဆက်တည်းပေါ်လာတယ်။ဘာလဲဆိုတော့ဒီ30ပုံဆိုတာကကျွန်တော်တို့ကဘာကြီးထဲမှာပဲတည်ရှိနေရလား။ဒါမှမဟုတ်ကျွန်တော်တို့ကဘာနဲ့မတူညီတဲ့ကဘာတွေဒီစัจ java ကြီးထဲမှာတည်ရှိနေရလားဆိုတဲ့အချက်ပဲ။ Infinite Universe လို့ခေါ်တဲ့ဒီခေတ်သစ်သိမ်းပညာ theory ကိုခဏဘေးဘက်ထားပြီးကြည့်မယ်ဆိုရင်တော့ဗုဒ္ဓဘာသာမှာခရေကလောကတက်တွေဟာအနန္တဖြစ်တယ်။ဒီလောကတက်ပေါင်းများစွာတည်ရှိနေရလို့ဟိုးအရင်တွေကဖော်ပြထားခဲ့ပြီးသားပဲ။ Okay ဆိုတော့ကျွန်တော်ရှင်းမှာကြားညာမေးခဲ့တဲ့ ဒီတောင်းတဲ့ပုံဆိုတာကကျွန်တော်တို့မြင်နေရတဲ့ကဘာဂျိုပုံမှာပဲတည်ရှိနေရလားအမှုတခြားလောကဓာတ်တွေတခြားဂျူတွေမှာလည်းဒီ၃၀ပုံကတက်ရောက်နေသလားဆိုတာကစဉ်းစားစရာအချက်ပဲဥမာအဖြစ်နက်ပြည်တွေကတခြားဂျူတွေဒါမှမဟုတ်ကျွန်တော်တို့မမြင်နိုင်တဲ့အတိုင်းအတာတစ်ခုမှာရှိနေရမျိုးဖြစ်နိုင်ရင အပိဒီပိဒါပုံဆိုတာ ਨੇ ပတ်သက်လို့ပေါ့နော်ဒီပိဒါပုံဆိုတာကတော့တက်ရှိရင်ねကျွန်တော်တို့ရဲ့ပအဝင်ဉဉ်ကိုပြန်ကြည့်မယ်ဆိုရင်ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်နောက်ပြီးတော့ဒီတရေတစီတမောဝိဉဉ်လိုအရာမျိုးတွေကိုမမြင်ရတာကရောဒီ dimension ကွာဟမှုကြောင့်ဖြစ်နေနိုင်မလားဆိုရင်မေကွန်လည်းထွက်လာပါတယ်ဒီသိပ္ပံပညာမှာ space time လို့ခေါ်တဲ့အချိန်နဲ့နေရာကို four dimensional လို့ခေါ်တဲ့လေးဘက်မြင်အဖြစ် theory အရာသတ်မှတ်ထားပေမဲ့အကျိုး theory မှာကျွန်တော်တို့မမြင်ရတဲ့ပုံပုံမြင်ပါတဲ့တိုင်းတာမှုဒီ higher dimension တွေရှိတယ်လို့ဖော်ပြထားပါတယ် အခုဒီအလားတူပဲခရီးယန်ဘာသာမှာလည်းတက်ရှိရကျင်လည်းရအခြေအနေတွေကိုဖော်ပြထားတာတွေ့ရပါတယ်။အဓိကအပြင်ဒီကောင်းကင်ဘုံငရဲနဲ့ကပောင်းမြကြီးကိုဖော်ပြထားပြီးတော့တချို့ကိုင်းတွေမှာတော့ဒီ Fogadry လို့ခေါ်တဲ့ကြွေချိုးတန်းစင်မုံတစ်ခုကိုလည်းယုံကြည်ကြပါတယ်။ဒီကောင်းကင်ဘုံဟာဖျားသခင်နဲ့အတူထာဝရပြုရှင်စွာနေထိုင်ရမယ့်နေရာဖြစ်ပြီးတော့ငရဲကတော့ထာဝရဒုက္ခရောက်မယ့်နေရာဖြစ်တယ်လို့ပေါ်ကျူးပါတယ်။ကပောင်းမြကြီးကတော့ကျွန်တော်လူသားတွေနေထိုင်ရလောကကြီးလို့ဆိုလိုချင်တာပေါ့။ဒါနဲ့ပတ်သက်လို့ဒီ Super New Zealand Rare ထဲမှာတော့ Fogadry ဘုံဟာကမ္ဘာပေါ်မှာမတူညီတဲ့ dimension လို့ပြထားပြီးတော့ ကောင်းရင်ပုံနဲ့ငရေပုံကတော့တိကျနေရာတွေမှာတရှိနေတယ်လို့ပြထားပါတယ်။ဒါကြောင့်ဒီဇလန်တဲ့ကဆက်ကြော်ရန်နဲ့အပြိုင်ဆက်ကြော်ရန်အယူဆဟာဒီဘာသာရေးနဲ့နည်းနည်းနွယ်နွယ်နေရာကိုတွေ့ရပါလိမ့်မယ်။အရာလုံးရဲ့အစပထမမှာဘာမှမရှိရကနေဘုံဆိုပြီးအလင်းနဲ့အမောင်ပေါ်လာတယ်။အလင်းကတော့ gold လို့ခေါ်တဲ့ဘုရားသခင်ဖြစ်ပြီးအမောင်ကတော့အမောင်တူအဖြစ်ပဲရှိနေတယ်။ သူတို့နှစ်ယောက်အတူနေရင်းကနေဂောကပြင်းလာတော့တက်ရှိရီအင်ဂျယ်တွေကိုဖန်ဆင်းတယ်။ကဘာရီအများကြီးကိုလည်းဖန်ဆင်းတယ်။တချို့ကဘာရီမှာတစ်စေတရဲတွေနဲ့ဒနာဟီလာတရဝါတွေဖြစ်တဲ့သွေးဆိုးဖိုးကောင်တွေတမန်ဝင်မလူတွေစရတဲ့တရဝါတွေတကယ်ရှိရဲ့။တချို့ကဘာရီမှာတော့တကယ်မရှိတဲ့တရဝါတွေပေါ့။ဒီလိုခရိယန်အယူဝါဒတွေအပေါ်မှာမူတည်ပြီးစိတ်ကူးရင်ရိုက်ထားတာကိုတွေ့ရပါတယ်။ဆိုတော့ဒီလိုဘာသာတရားတွေကပြောတဲ့ဘုံထန်တာတွေဟာကျွန်တော်တို့ရဲ့တာမန်မျက်စိနဲ့မမြင်နိုင်ဘူးလို့ပြောထားတယ်။ဒါဆိုရင်မမြင်ရဘူးဆိုတော့တကယ်မရှိရလား။ dimension တွေကွဲနေလို့များမမြင်ရတာလား။ ဒီမေကုန်းတွေဟာသိမ့်မှန်တဲ့ဘာသာရေးအမြင်ရင်ပေါင်းဆက်လေးလာဖို့အတွက်စိတ်ဝင်စားစရာအကောင်းဆုံးမေကုန်းတွေပဲဖြစ်ပါတယ်။ Okay ဆိုတော့နောက်ဆုံးအနေနဲ့လူသားနဲ့ဗျားတွေရဲ့အခက်ခဏာကိုတစ်ချက်သွားကြရအောင်ပါ။ဒီအကြောင်းကိုကျွန်တော်ရှေ့ဗီဒီယိုမှာလည်းထည့်ပြောခဲ့ပြီးပြီပေါ့နော်။ဒီကျွန်တော်တို့ရဲ့ခရီးစဉ်ကြီးကိုပြန်ကြည့်လိုက်ကြရအောင်ဗျ။လုံခဲ့တဲ့တရင်ကဂေယစနစ်ရဲ့အလေလက်မှာအေးမပါတဲ့တိရစ္ဆာန်လေးတစ်မျိုးအဖြစ်ကနေဒီအသိပညာစိုက်ပျိုးရေးငွေကြေးအင်ပါယာဘာသာတရားနဲ့သိမ့်မှန်ဒေါ်လာရေးတွေကိုဖျက်ဆီးပြီးတဲ့နောက်မှာ ဟိုမိုဆေပီယန်တွေကကဘာကျူရဲ့အရှင်သခင်တက်ရှိအားလုံးရဲ့ကျမကိုဖန်တီးနိုင်တွင်ရှိတဲ့နတ်ဘုရားတွေဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့ဟာအရင်ကမကြုံဘူးတဲ့စီးစင်ချမ်းသာအကိုအနာနဲ့အသိပညာတွေကိုပိုင်ဆိုင်ထားကြပြီးအငက်ဘေးကေယောဂါနဲ့စစ်ပွဲတွေကိုလည်းအရင်ကတည်းကအများကြီး control လုပ်လာနိုင်ခဲ့ပြီးဒါပြင်သိပ္ပံနဲ့ဒီပညာတွေတိုးတက်မှုကြောင့်မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကိုပါဖြစ်နိုင်အောင်စွမ်းဆောင်လာနိုင်ကြပြီး ဥမာအပြင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပျောက်ကွယ်သွားတဲ့တိုင်းယာဟုလိုတပိဆန်မျိုးစိတ်တွေကို DNA နည်းပညာတွေအသုံးပြုပြန်လည်မွေးထုတ်နိုင်မယ့်အခြေအနေကိုရောက်ရှိလာခဲ့ပြီးဒါကကျွန်တော်တို့လူသားတွေရဲ့မျိုးရိုးပီဇာကိုထိန်းချုပ်နိုင်တဲ့တက်ရှိတွေကို create လုပ်နိုင်တဲ့ရှိတဲ့အစွမ်းတွေရှိလာပြီးဆိုတော့ပျက်သနေရပဲဒါအပြင်ဒီစိတ်ကူးရဲ့ဇလန်းတွေထဲမှာတော့လူသားတွေဟာဘလောက်ထိနဗျားဆန်လာလဲဆိုတာကိုမြင်တွေ့ရနိုင်ပါတယ်ဥမာအပြင်ကျွန်တော်တို့ horizon ဆိုတဲ့ဂိမ်းစည်းလေးကိုတွားကြည့်ကြတာပေါ့ ဒီ horizon ဆိုတဲ့ဂိမ်းစီးရီးတွေကဒီရှေးဟောင်းလူသားတွေဟာကမ္ဘာမြေမျိုးသုံးတော်မဲ့အခြေအနေကိုကယ်တင်ဖို့အတွက်အံ့ဖွေရနည်းပညာတွေကိုအသုံးပြုခဲ့ကြတယ်ဗျသူတို့ဟာကမ္ဘာကီယာစနစ်တစ်ခုလုံးကိုပြန်လည်တည်ဆောက်မဲ့ဒီမျိုးသုံးသားရဲ့တက်ရှိတွေကိုပြန်လည်ဖန်တီးနိုင်မဲ့ GAIA လို့ဉာဏ်ရည်သူစနစ်ကြီးတွေကိုတည်ဆောက်ခဲ့ကြပြီးတော့သူတို့ကတော့တခြားဂျူတွေကိုထွက်သွားခဲ့ကြတာပေါ့ပြောချင်တာကတော့သူတို့ဖန်တီးခဲ့တဲ့နည်းပညာဟာကမ္ဘာဂျူပေါ်ကရေလေတို့တစ်ပင်တရိတ်ဆန်တွေအားလုံးကိုလေဗယ်ထိန်းချုပ်နိုင်တဲ့နဗျာတပားလိုစွမ်းရည်တွေရှိခဲ့တာပါ ။ဒါသဘောတရားရဲ့ဖန်တီးရှင်နေရာကိုလူသားတွေဝင်ယူနိုင်ခဲ့တဲ့နဗျားဆန်တဲ့စွမ်းရည်ကိုပုံဖော်နေတာပဲဗျ။ဒီလိုနဲ့ဒီနှစ်တထောင်နီးပါးကြာသွားတဲ့31ရာစုအချိန်မှာတော့ခုနကတည်းကထွက်သွားတဲ့ရှင်းအောင်လူသားတွေဟာနဗျားသမျှစွမ်းတဲ့နီးပညာတွေနဲ့ပြန်လာခဲ့ကြတယ်ဗျ။အဲ့တော့ဒီ horizon ဆိုတဲ့ game series လေးရဲ့ပုံဖော်ထားတဲ့ပုံရိပ်လေးတစ်ခုပဲဖြစ်တယ်ဗျ။စကားမဆက်ဒီဒါနဲ့ပတ်သက်လို့ပေါ့နော်။ဤပညာကိုတိုးပေါင်းအောင်လုပ်နိုင်ရင်ဤပညာကိုဆက်လက်တိုးတက်အောင်လုပ်နိုင်ရင် block ထိစွမ်းအားတွေကြီးမားလာနိုင်တယ်လေဆိုတာကိုတိုင်းတာတဲ့ဒီ cardinal scale လို့အရာမျိုးကိုကျွန်တော်နောက်မှာဆက်ပြောသွားပါမယ်။ Okay ဆိုတော့နောက်တဲ့ဥမာအနေနဲ့ move all လို့ရုပ်ရှင်ထဲမှာဆိုရင်လေလွန်ခဲ့တဲ့နှစ်သမောင်းများစွာကလူသားမျိုးနွယ်ဟာအင်မတန်စင်းမြင့်တဲ့နှီးပညာတွေကိုပိုင်ဆိုင်ထားပြီးတော့ကမ္ဘာမြေကိုပတ်ဖို့အတွက်လာကိုတိုင်ကိုတောင်ကြီးမားတဲ့စာရင်းတရားကြီးတစ်ခုပြီးတိစောက်ဖန်ပြီးခဲ့ကြတဲ့နဗျာတပိုင်းအဆင့်ရောက်နေတဲ့မျိုးနွယ်စုအဖြစ်ဖော်ပြထားတယ်။သူတို့ဟာကိုပိုင်ဂျိုတွေကိုဖန်နေနိုင်စွမ်းစကြဝဠာထဲမှာလှည့်လေတောလာနိုင်တဲ့အဆင့်ထိတိုးတက်ခဲ့ကြပါတယ်။ဒီလူသားတွေမျိုးသုံးသွားပြီးရင်တော့ပြန်လည်ရှင်သန်မဖွားလာဖို့တဲ့လာရဲ့စွမ်းငင်ရနဲ့ဒီအတက်ကြကအဓိကပဲဆိုတဲ့ theory နဲ့ လကိုစရင်တရားအပြည့်ဖန်ပြီးခဲ့ကြတဲ့ဟာကိုပုံဖော်ရိုက်ကူးထားတဲ့ဇာကားလေးတကားပဲဖြစ်တယ်ပေါ့နော်။ Okay ဆိုတော့ဒီနေရာမှာမေးစရာမေးခွန်းတစ်ခုရှိလာတယ်။အော်မင်းရလဲကွာစေကူးရင်ဇာကားတွေကိုရှောက်ပြောနေရေစေကူးရင်ဇာကားတွေအကြည့်လုံနေပြီးဒီခင်လုံဇာကားတွေကိုကြည့်တာရှောင်းကွာအမ်ကြာရင်ယူသွားလိမ့်မယ်။ဘာညာကျွန်တော်ကိုပြောစရာရှိလာမယ်ထင်တယ်။တကယ်တော့ကျွန်တော်တို့လူသားတွေရဲ့လက်ရှိအခြေအနေတွေတိုးတက်လာခဲ့ခြင်းများတော့ဟာလေတစ်ချိန်ကစိတ်ကူးရင်ခဲကြတာပဲကြီးပဲဗျ ဒီလေရင်တွေကားတွေလျှက်စစ်မီးတွေဟာလည်းအချိန်ကလူတွေနတ်ဖျားတွေမှာပိုင်ဆိုင်နေလို့ထင်ခဲ့ကြတဲ့အရာတွေကိုဖန်တီးခဲ့ကြတာဖြစ်တယ်ဆိုတော့အခုကြည့်လေကျွန်တော်လက်ရှိသုံးနေတဲ့ဒီလျှက်စစ်မီးတွေလေရင်တွေကားတွေအခုဆိုရင်ဒီ artificial intelligence လို့အရာမျိုးတွေတောင်ပိုင်လာပြီနေ့စဉ်ဘဝမှာအသုံးချလာပြီမဖြစ်နိုင်လို့လားတကယ်ဖြစ်လာတာပဲလေကျွန်တော်အခုပြောခဲ့စိတ်ကူးရည်စတဲ့တွေကအရာတွေကရောမဖြစ်နိုင်ဘူးဆိုတာတေချာလို့လားမဖြစ်နိုင်တာမဟုတ်ဘဲနဲ့မဖြစ်သေးတာပဲဖြစ်နေမလား ီလိုပဲကျွန်တော်ပြန်မေးချင်ပါတယ်အဲကျွန်တော်ပြောချင်တာကတော့ဒီလိုစိတ်ကူးရဲ့အနာဂတ်တွေဆိုတာကျွန်တော်လူသားတွေရဲ့အလားအလာရှိတဲ့ဖန်တီးနိုင်စွမ်းကိုပုံပေါ်ပြသနေရဆိုတာပဲဒါပေမဲ့ဒီနေရာမှာအရေးကြီးဆုံးမိကုံတစ်ခုထပ်မံထွက်ပေါ်လာပြန်ပါတယ်ဒီမိကုံကဘာလဲဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုကိုလုံးပြည့်ခဲ့တဲ့အကြောင်းရင်းဒီဗီဒီယိုကိုလုံးပြည့်စေခဲ့တဲ့မိကုံတစ်ခုပေါ့အဲ့ဒါကတော့ဒီ Homo sapiens လူသားမျိုးစေ့တွေက တော်လင်းရဲ့အစင်းစင်ကိုကြော်ဖြတ်ပြီးတော့နတ်ဘုရားတွေလိုသိဗ္ဗံနိပညာတွေကိုပိုင်ဆိုင်ခဲ့ကြပြီးမြဲဒီစက်တော်ရာကြီးတဲ့မှာအထူးကြံနေတဲ့နတ်ဘုရားတွေများဖြစ်နေပြီလားဆိုတဲ့အချက်ပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူသားတွေကို cultural skill နဲ့တွဲဆက်ကြည့်တဲ့အခါမှာပထမအဆင့်ကိုတော့အပြည့်အဝမကြော်ဖြတ်နိုင်သေးတာကိုတွေ့ခဲ့ရတယ်ဗျ။ cultural skill ဆိုတာဘာလဲဆိုရင်တော့ဒီရင်းချင်းမှုတစ်ခုရဲ့နိပညာတိုးတက်မှုအဆင့်နဲ့သူတို့အသုံးပြုနိုင်တဲ့စွမ်းရင်ပမာဏကိုတိုင်းတာတဲ့ skill တစ်ခုပဲဖြစ်တယ်ပေါ့နော်။ ။ဘာကြောင့်လဲဆိုတော့ဒီတိုင်ယန် civilization လို့ခေါ်တဲ့ပထမအဆင့်ကိုရောက်ဖို့ဆိုရင်ဒီကိုနေထိုင်ရာဂျိုဘောကအပူစွမ်းရင်နဲ့မြေဆွဲအားစွမ်းရင်အလုံးကိုထိန်းချုပ်အသုံးပြုရမှာဖြစ်လို့ပဲ။ဒါပေမဲ့ကျွန်တော်တို့ကကဘာမြေဘောကစွမ်းရင်အလုံးကိုတော့စနစ်တကျထိန်းချုပ်နိုင်စွမ်းအသုံးပြုနိုင်တာမရှိသေးပါဘူး။ဥပမာဒီကျွန်တော်တို့ဟာတဘာဝတန်ခွေနဲ့ရေနံတွေရေအားလေအားကနေလိုအပ်တဲ့လေယာဉ်စင်းနဲ့အရွေစွမ်းတွေကိုအသုံးပြုနိုင်နေပေမဲ့ ကမ္ဘာအလဲကအပူစွမ်းအင်ကိုအခုချိန်ထိထုံမသုံးနိုင်ကြသေးပါဘူး။ဒါပြင်ရာသီဥတုတွေကိုလည်း control လုပ်နိုင်ကမရှိသေးဘူး။ဒါကြောင့်ဒီကျွန်တော်တို့ဟာ tide time ကိုတော့မရောက်သေးဘဲနဲ့ tide 0.7ပဲရှိသေးတယ်လို့ Cartesian scale ကဆိုထားတာပဲဖြစ်ပါတယ်။ဒီနောက်တစ်ခုကတော့ tide 2 civilization ပေါ့နော်။ tide 2 civilization ဟာဆိုရင်ကိုနေထိုင်ရာဂျိုတီရှိနေတဲ့နေအပွဲစည်းတစ်ခုလုံးကိုလိုအပ်သလိုထိန်းချုပ်နိုင်ပြီးတော့လိုအပ်တဲ့စွမ်းအင်တွေကိုထုတ်ယူအသုံးပြုတာမျိုးပါ။ ။ဥပမာကျွန်တော်လူသားတွေဟာ diverse civilization တာဖြစ်သွားမယ်ဆိုရင်နေပတ်ပတ်လည်မှာ solar ပြားတွေနဲ့ dancing spear ဆိုတဲ့စက်လုံးကြီးကိုတိဆောက်လာနိုင်မယ်။မားဂျိုကိုဒီအပင်နဲ့သက်ရှိတွေရှင်သန်လာနိုင်အောင် terraform လုပ်မယ်။မာဂျူရီဂျိုကနေဒီတန်တဲ့တခြားသတ္တုတွေတူမယ်။ ဂျူပီတာစေတန်ယူရင်းနဲ့နက်ပကျွန်းဂျူတွေကလည်းလိုအပ်တဲ့တန်းငွေတွေကိုထုတ်ယူမယ်ဒီလိုအဆင့်မျိုးထိရောက်လာတာမျိုးကို type 2 civilization လို့ခေါ်တာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဒီ type 3 civilization ပေါ့ဒီ type 3 civilization ကဖြစ်သွားခဲ့မယ်ဆိုရင် Mikui Galaxy ကြီးတစ်ခုလုံးကိုလိုစလိုပုံသွင်းလာနိုင်တာမျိုးပါကျွန်တော်ရှင်းမှာပြောခဲ့ပါတယ်ဂလက်ဆီကြီးထဲမှာနေလိုကျယ်မျိုးဘီလီယံတရာကျော်အထိရှိပါတယ်အဲ့ဒီဂျယ်ရီမှာလည်းကိုပိုင်ဂျိုအဖွဲ့အစည်းတွေရှိနေပါတယ်အဲ့ဒီလိုမျိုးကြီးမားကျယ်ပြန့်လာတဲ့အရာကြီးကိုတော့ကျွန်တော်တို့ဟာ type 3 civilization ကိုရောက်သွားမယ်ဆိုရင် လိုအပ်သလိုစွမ်းအင်တွေကိုယူဆောင်နိုင်ပါလိမ့်မယ်ဒီအဖွဲ့အစည်းတွေကဂျိုတွေမှာတက်ရှိတွေရှင်းတဲ့နိုင်အောင်လုပ်မယ်တက်ရှိမျိုးစိတ်အစ်တတွေကိုကျွန်တော်တို့ကိုယ်တိုင်ဖန်တီးကြလိမ့်မယ်ကျယ်ရီဂျိုတွေကိုနေရာရွှေ့မယ်အဲ့လိုအနေထားမျိုးတွေဒီကျွန်တော်တို့လောက်လာနိုင်မှာပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ဟာဆက်ကြော်ရာရဲ့ကြေပြောမှုကိုလေ့လာရင်းနဲ့ကိုကိုကိုဘယ်သူလဲဘယ်ကလာတယ်လဲဆိုတာကိုတော့ရှာဖွေနေသေးပါပဲကျွန်တော်တို့ကတယောက်ထဲလားဆိုရင်မေကွန်ရဲ့အဖြေကိုလည်းရှာဖွေနေကြသေးပါပဲဒါပေမဲ့ဒီမေကွန်ရဲ့အဖြေကိုရှာဖွေနေခြင်းက ကျွန်တော်တို့ကိုဆက်ကြရအကြောင်းကိုပုံပုံနားလဲစေပြီးတော့ကျွန်တော်တို့ကဘာမီရဲ့တန်မိုးနဲ့အာဂါတာတွေကကျွန်တော်တို့ရဲ့လူရဝင်နိုင်ဇွမ်းကိုလည်းအများကြီးသိစေနိုင်ပါတယ်အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့ကဘာမီကြီးတဲ့ကလူသားအုံနောက်ကိုပဲပိုင်ဆိုင်ထားတဲ့တိပက်မညာရှင်တွေဟာရှားဝင်မှုတွေကိုဆက်လက်ပြုလုပ်နေကြပြီးတော့ကျွန်တော်တို့မျိုးဆက်မဟုတ်ရင်တော့ကျွန်တော်တို့ရဲ့နောင်နောင်မျိုးဆက်တွေမှာအပြည့်တွေကိုရှားဝေတွေ့ရှိကြလိမ့်မယ်လို့မျှော်လင့်မိပါတယ် ။ဟုတ်ကဲ့ပါ။ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီအကြောင်းအရင်းနဲ့ပတ်သက်လို့ Mystery ရဲ့စိတ်ထဲမှာရောဘလို့ထင်မြင်ယူဆမိသလဲ။ကျွန်တော်တို့ဟာစက်ကြရာထဲမှာတယောက်ထဲလား။ဒါမှမဟုတ်တခြားတက်ရှိတွေရောရှိနေနိုင်သေးသလား။ဗုဒ္ဓဘာသာရဲ့33ပုံအမြင်နဲ့စက်ကြရာကြီးထဲမှာရှိတဲ့တယောက်ထဲလားဆိုတဲ့မေးခွန်းတွေကရောဘလောက်အထိဆက်ဆက်မှုရှိနေနေကလေး။ဒီမေးခွန်းနေနဲ့ပတ်သက်လို့မိတ်ဆွေတွေကိုယ်တိုင်စဉ်းစားသုံးသပ်ကြည့်ပါပြီးတော့ရင်မိတ်ဆွေရဲ့အထင်အမြင်ယူဆချက်လေးတွေကိုဒီဗီဒီယိုရဲ့ comment လေးမှာဝင်ရောက်ရေးပေးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေမှာ 点视我们加完没？